်ပြင်းထန်ငလင်တန်ဖြစ်ပွားပြီးရပ်ပိုင်းအတွင်းစေကောင်းစာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မာယဝိဇယဖရာတို့မဆိုင်မတွသွားကြည်သည်2021ခုနှစ်ကတိဆောက်ပြည်စီခဲ့သည့်ထိုင်းတော်မူထိုဖရာသည်ငလင်တန်ကိုကောင်းစွာခံနိုင်ပြီးပျက်စီးမှုလုံးဝမရှိခဲ့ကြောင်းစေကောင်းဆောင်ကဂုံဖော်ပြောဆိုလိုက်သည်ထိုင်းတော်မူရုပ်ဘွားတော်ပျက်စီးခြင်းမရှိတော့လဲရင်းမြင်တော်ကနာကုရိတိုက်ပတ်လမ်းများအနှဲငယ်သာထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်ထိုင်းတော်မူရုပ်ဘွားတော်ထိခိုက်ပျက်စီးမှုမရှိခြင်းသည် စတင်တိဆောက်ချိန်မှငလင်းပညာရှင်များနဲ့ခေမီနီးပညာများဖြင့်စနစ်တကျတိဆောက်ခဲ့ခြင်းကြောင့်ဟုစစ်ကောင်းဆောင်ကကြွားလုံးထုတ်သည ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကမာရာဝီစီယာဗုဒ္ဓရုပ်ပါတော်မြတ်ကြီးတီဆာရေးလုပ်ငန်းများစတင်ဆောင်ရွက်စဉ်ကတည်းကပင်ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေးမြေငရင်ဒဏ်ခံနိုင်ရေးနဲ့တဘာဝဘေးဒဏ်အန္တရာယ်များမှခံနိုင်မှုရှိစေရေးစနစ်တကျတွက်ချက်တိစောက်ခဲ့မှုနဲ့ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့စောင်းပါရှင်ခွန်စော်လက်ရေးသားတဲ့ ငါဖယားတကိုးထွားတယ်ဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ငလင်းနံခန်းစားရသည့်ပြည်သူမြောက်ကိုတွေ့ဆုံရမည်အစားသူတည်ထားသည့်ဖယားတို့အပြည့်အလွားကြည့်ကြတော်လဲသူဤဆရာအာနာရှင်ဟောင်းဘုံဂျုံဘူးကြီးသားရွှေတီထားခဲ့သည့်ခြေရကုံပုံတူဇေဒီတော်ဥပ္ပါဒတန်ဒီဇေဒီတော်တို့ရှေးဥပင်မလဲခဲ့ပါသာသနာရေးနှင့်ယဉ်ကျေးမှုပြည်တော်စုဝင်ကြီးကိုသာတွားကြည့်စေခဲ့သည့် နေပြည်တော်မြို့နယ်အတူ2009ခုနှစ်တွင်တည်ခဲ့သည့်ဩဘာဒဒါနိဇေဒီတော်ကြီးသည်16နှစ်ခန့်တပ်တန်းရှိပြီးဖြစ်ပြီးမာရဝိဇရာထက်တပ်တန်းရင့်ပါသည်ထိုတပ်တန်းနှင့်အတူပြင်းထန်ငလင်ကြောင့်ပျက်စီးမှုလည်းပိုများခဲ့သည်ငလင်ကြောင့်ဩဘာဒဒါနိဇေဒီတော်သည်လှိုင်းကူအတွေ့အပြင်စိန်တောင်ဓာတ်လီကဒေဂွန်နိုင်ကျန်းကင်းနှင့်ကြောက်စစ်လက်ရများမင်းတောက်တိုင်များရင်းမြင်တော်ကြောက်ပြားများကွဲအပ်ခြင်းရှောက်လန်းစသည့်နေရာအများစုပျက်စီးခဲ့သည် ထို့သောနေရာအများပြပျက်စီးခဲ့သည်ကိုမယောင်လိုင်းကသွားမကြည့်ပဲသူတည်ထားသည့်ဖျားဗာမျှမဖြစ်ကြောင်းဂုံဘောပြောခြင်းသည်တဏီအဖြစ်အာနာချင်းအရှင်းချင်းတကွက်ကြော်ခဲ့ခြင်းဖြစ်သည်တော်ဒီမဟုတ်စေကောင်းဆောင်အသည့်နှင့်အဟောင်းကြားဂုံတုဂုံပြိုင်မှုသည်ဖျားများနှင့်ပါလိုက်ပြိုင်နေကြသည်ဟုဆိုရပေမည်ပျက်စီးမှုများခဲ့သည့်ဥပါဒတန်ဤဇေဒီတော်တို့ဦးတန်းရွှေသွားကြည့်ခဲ့ခြင်းရှိမရှိကိုတော့မသိရပါတကယ်တော့သူတို့နှစ်ဦးသည်ဆရာတပည့်များဖြစ်ကြသည် 2012ခုနှစ်ကခန့်အပ်လွှဲပြီးလို့သာမင်းအွန်လိုင်းတက်မတော်ကဝေးဦးစည်းချုပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်ယခုတွင်တော့ဦးတန်းချွေတဲသည့်ဖျားငလင်တန်ကျောက်ပျက်စီးခြင်းစေကောင်းဆောင်မင်းအွန်လိုင်းသွားမကြည့်ခဲ့ခြင်းသည်ထိုးအာနာရှင်နှစ်ဦးအကြားအာဃာရကြောင့်လားတိဆဆရာရှိသည်ထို့ပြင်ဦးတန်းချွေ၏တမတ်ဖြစ်သူဒေါက်တာနေဆိုးမောင်အားမင်းအွန်လိုင်းကဖမ်းဆီးခဲ့ခြင်းသည်လည်းအကြောင်းတရားတစ်ခုအဖြစ်ပါဝင်ပေလိမ့်မည်မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုယ်လွန်ခြင်းအတွက်နောင်ဘဝမှာလူဖြစ်ခဲ့လျှင် လွတ်လပ်တရားမျှတပြီးလူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီးလူသားတွေရဲ့အကျိုးကိုဆက်လက်တည်ပိုးပေးနိုင်ပါစေဆရာဟုဒေါက်တာနေဆုံးမောင်ကသူ၏လူမှုကွန်ရက်တွင်2024ခုနှစ်အောက်တိုဘာလတွင်ဝန်ထဲကြောင်းရေးသားခဲ့သည်။ရင်းစွာသားနှင့် post out တွင် ဖေဖော်သုံးဆွဲသူတဦးကစစ်ကောင်းဆောင်မဲအောင်လိုင်းကိုဦးတန်းချွေမှထိမ့်သိမ်းပေးရန်မှတ်ချက်ပြုခဲ့သည်။ဤမှတ်ချက်ကိုဒေါက်တာနေဆုံးမောင်ကကျွဲပါဆောင်သည်ကိုမွေးတဲ့မြောက်ကိုပြန်လျှောက်စကလုံးဖြင့်တုံ့ပြန်ခဲ့သည် ထို့သောတုံ့ပြန်ပြီးမကြမီဒေါက်တာနေစိုးမောင်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်သည်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုပုတ်ခတ်ရေးသားမှုကြောင့်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုနားလည်ရသည်အာနာရှင်ဟောင်းဦးနေဝင်း၏မြေးမြကိုလည်းအာနာရှင်ဦးသန်းရွှေကနိုင်ငံတော်ပုံငံမှုဖြစ်ဖမ်းဆီးခဲ့သည့်ဖြစ်ရများရှိသောကြောင့်ရင်းဖြစ်စင်များသည်ဝှက်လက်ခြင်းဟုသာဆိုရပေမည်ဖျားတယ်သည့်စေကောင်းဆောင်များသည်လက်စားရှိခြင်းကိုလက်မယွန့်စွာပြုလုပ်နေခြင်းကလည်းတရားရစေရပင်ဆရာတပည့်ဖြစ်ခဲ့သူတို့၏ဆက်ဆံရေးကို ရုတ်နိုင်ငံသားရေးဝန်ကြီးနေပြည်တော်သို့လာသည့်အချိန်ဆက်ဆံရေးကိုလည်းအကဲခတ်နိုင်သည်2024ခုနှစ်ဩဂုတ်လအတွင်းကတရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ကြီးနေပြည်တော်သို့လာပြီးဦးသားရွှေနှင့်တွေ့ဆုံခဲ့သည်ထိုအချိန်ကရှမ်းမြောက်တွင်နာမည်ကြီး30နှစ်ခွန်ဆက်ဆံရေးစတင်ပြီးနောက်အရှိမြောက်တိုင်းစစ်တမ်းလက်ချုပ်ပါစစ်ကောင်စီဘက်ကလက်လွတ်ရခြင်းလည်းဖြစ်သည်တပ်စခန်းများစွာနှင့်တိုင်းစစ်ဌာနချုပ်ကြီးလက်လွတ်လိုက်ရသောကြောင့်မယောင်လိုက်အပေါ်တက်တွင်းထောက်ခံမှုတိတိတသာကြာဆင်းနေခြင်းလည်းဖြစ်သည် မြန်မာနိုင်ငံတွင် အာနာရှင်အဆက်ဆက်ဖျားများတီးခဲ့ကြသည်ဦးနေဝင်းကရန်ကုန်တွင်မဟာဝိဇယဦးတန်းရွှေကရန်ကုန်တွင်ဆွေတော်မြတ်ဇေဒီနှင့် နေပြည်တော်တွင်ရွှေတကုံပုံတူဥပပါဒတန်ဒီဇေဒီတော်မဲအောင်လိုင်က မာရဝိဇယ88ဒီမိုကရေစီလှုပ်ရှားမှု၌ကျောင်းသားပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ရာတွင်နာမည်ကြီးသူဗိုလ်ချုပ်ခင်ညုံကအင်းစိန်တွင်ကြောက်တော်ကြီးဖျားစသည့်ဖျားများကိုတီးခဲ့ကြသည်အာနာသိန်းတိုင်းဖျားတီးရမည်ဟု စိတ်ကောင်းဆောင်များတွင်အတွေ့များရှိခဲ့ကြသလားဟုထင်ရသည်တို့ဒီမဟုတ်အပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်ပြီးနောက်ဖျားတီလိုက်ရင်အကုသိုလ်များကင်းစင်ပျောက်ပြယ်သွားလိမ့်မည်ဆိုသည့်အတွေ့များဖြင့်တီးခဲ့သလိုဟုမေးခွန်းထုတ်เสียရာဖြစ်သည်အာနာချင်းများဖျားတီခြင်းတူညီသည့်အပြင်ဒေရင်ရရာများကိုယုံကြည်မှုလွန်ကဲခြင်းသည်လည်းတူညီကြသည်သူတို့ကိုယ်တိုင်ပင်လင်သာသနာပြုမင်းဟုသွင်းနှထင်ရောက်ရှင်းလဲတူကြသည်ထို့အပြင်ပြည်သူကိုရရက်ဆက်ဆက်တပ်ဖြတ်မှုများလည်းတူကြပြန်သည် အားလုံးတူကြတော့လဲအချင်းချင်းတော့မတက်ကြတက်တွင်နာမည်ကြီးသည့်ဖြုတ်ထုတ်သက်လမ်းစဉ်အားကျင့်သုံးပြီးသူတို့အာနာထိပါမီအရေးရောင်တွေ့ပါကဆရာရင်တပည့်များပင်မချောင်းနှိတ်ကိုတက်ကြသည်မှာလဲအစင်အလာဖြစ်နေပြီသည်သူတို့အချင်းချင်းပင် လက်စားချေခြင်းကိုလက်မယုံစွာပြုလုပ်နေသည်ဆိုပါလင်သူတို့အားစကြင်သည့်လူပုပ်ကိုများအားညီမြရက်ဆက်မျိုးကို တွေးကြည့်နိုင်ပါသည်ငလင်ကပေးကြီးဂျုံလေးချင်းပြည်သူကိုဘုံကျက်တက်ဖြတ်မှုများ ရက်မသွားခြင်းကလည်းတရကပင်ဖြစ်သည်ပြင်းထန်ငလင်ကြောင့်နေပြည်တော်၌စေယုံကျော့အပါဝင်ကြီးဌာနများဝန်ထမ်းအင်အားများနှင့်လွတ်တော်အဆောက်အဦများပြိုကျပျက်စီးခဲ့ရသည်ထို့သောပျက်စီးမှုများအထက်တိဆောက်ခဲ့သည့်ကုမ္ပဏီများကိုအရေးယူသွားမည်ဟုစစ်ကောင်းဆောင်ကပြောပြန်သည်ထို့သောဆိုပါလင်ဦးသားရွှေလက်ထက်ကတိဆောက်ခဲ့သည့်နေပြည်တော်မှဆောက်လုပ်ရေးကုမ္ပဏီများကိုအရေးယူရမည်ဖြစ်သည်နေပြည်တော်မြို့တီစင်က project များရခဲ့သည့်ကုမ္ပဏီ25ခုခန့်သည် ခရိုနီများဖြစ်ကြသည် ထိုခရိုနီများအကုန်မဟုတ်တော့မှတချို့ကမာရဝိဇယဖျားတဲသည့်အချိန်ကလည်းအလူငယ်များထဲ့ဝင်ခဲ့ကြသေးသည်စိတ်ပါသဖြင့်ထဲ့သည်ဆိုခြင်းထက်ခရိုနီများကိုနေပြီးတော့ခေါ်ပြီးအလူငွေထဲ့ခိုင်းခြင်းဖြစ်သည်ဖျားတဲပြီးနောက်တကြီးဖျားရွာသားကောင်းမှုလုပ်ခဲ့ခြင်းဖြစ်သည် အာနာရှင်တို့မြည်သည်သူတို့လုပ်သည်သာအကောင်းဆုံးမှန်သည်ဟုထင်တယ်လုံးဖြစ်အတ္တကြီးကြသည် ထိုစိတ်သည် အာနာရှင်မဖြစ်မီကတည်းက စေတသိက်အတွင်ကိန်းအောင်နေခဲ့ဟန်တူသည်ယာရုအာနာရရှိချိန်တွင် ထိုစိတ်သည်ပွင့်ထွက်လာပြီးလောက်ရှင်သည်များကိုအတ္တကြီးကြီးဖြင့်အကောင့်ထဲပေါ်ပါတော့သည်ယာရုအာနာမရရှိပါက မတရားလူယူတတ်သည် လူယူထားသည်ယာရုအာနာကိုလည်းဆွတ်လို့ရန်ဝင်လေတကြသည်အာနာရှင်များတတ်ဆိုးချေစေမိနောက်ထပ်အကြောင်းတရားကတော့အနေအစားရှောင်စေရန်မြောက်ပင်ပြောဆိုသူအဖွဲ့အစည်းများကြောင့်ဖြစ်သည်တိရဂုဆရာတော်အရှင်ညာနိဒရသည် မာရဝိဇရဖျားအားထိုင်းတော်မူရုပ်ဘွားတော်များတွင်မြည်သည့်ဖျားများနှင့်မှမတူဘဲပြုံးတော်မူနေသည်စမိုင်းလီဟုလူသည့်ရှင်ကြားမြှောက်ပင့်ပြောဆိုခဲ့သည်ဖျားရှင်တို့တော်တွေထဲမှာဘယ်ဖျားရှင်တို့တွေထဲမှာ မတူတဲ့ရှင်တို့တော်ဟာဒီမာရဝိဇရစမိုင်းလီစမိုင်းလီပြုံးပြောင်းလာမှုတဲ့ကြီးကျယ်တဲ့ရှင်တို့တော်ခါကဘာမှာဒီတစုပဲရှိလိမ့်မယ် ဗုဒ္ဓဘာသာအများစုဖြစ်သည့်နိုင်ငံတွင်ဘုံတကုအထိုက်လျောက်ချီသည့်တိတကုဆရာတော်ကထို့သို့ပြောဆိုခြင်းအားစိတ်ကောင်းဆောင်သဘောခွေမိမှာအမှန်ပင်ဖြစ်သည် ထိုအချိန်ကစိတ်ကောင်းဆောင်မရောက်နိုင်သည့်ပြည်သူများအားဖမ်းဆီးတပ်ဖြတ်တိုင်းရင်းသားဒေသများတွင်ဘုံကျဲတိုက်ခိုက်နေခြင်းလည်းဖြစ်သည်အာနာရှင်သက်ဆိုးရှိပါကငါသားသမီးငါမိသားစုငါလူငါအဖွဲ့စသည့်အတ္တများကြီးစိုးကသူနှင့်စန့်ခြင်းဝေဖန်ထောက်ပြသူများအား ရရဆဆတပ်ဖြတ်နေအုံးမီဖြစ်သည်ရုပ်စွာအစုံဖယားများပေါ်လွန်သည့်ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်တွင်အာတဲသည့်ဖယားသာအကောင်းဆုံးဟူသော အတ္တကိုထပ်မံမြင်တွေ့ရလေအုံးမီဆောင်းပါရှင်ခွန်စော်လက်အဆုံးထိနောက်ပြီးတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်းပါများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ ားလုံးကိုကျေးဇူးတင်ပါတယ်